မင်္ဂလာပါအပိုင်းချစ်စီရဲ့ Microsoft Web သင်ခန်းစာရှိဒီကနေပြီးတော့ကြိုဆိုပါရစေဒီသင်ခန်းစာမှာဆိုရင်တော့ Microsoft Web စတင်လေ့လာနေတဲ့သူတွေအတွက်အခုဒီဆရာပြထားတဲ့ command tool လေးတွေပေါ့နော် equal run function equal loader function နဲ့ equal run dot op function ဆိုတဲ့ဒီ command 3ခုရဲ့အသုံးဝင်ပုံတွေအကြောင်းကိုသင်ကြားပြသပေးမှာဖြစ်ပါတယ်โอเคအဲ့တော့ဒီကောင်တွေက ဘယ်အချိန်မှာသုံးလို့ရတယ်လဲဆိုရင်ကိုက micro software ကိုစတင်လေ့ကျင့်နေပေါ့နော်အဲလေ့ကျင့်တဲ့အခါမှာဆိုရင်ဒီဖောင်းအုပ်စုတွေမှာရှိနေတဲ့အဲ tool တွေကိုလေ့ကျင့်မယ်နောက်တစ်ခုက paragraph အုပ်စုတွေမှာရှိနေတဲ့ဘယ်ညီတို့အလယ်ညီတို့နော်စာပိုင်းပုံစံညီတာတွေနောက်တစ်ခုကဒီမှာစာကြောင်းအစစ်ကျေလောက်တာတွေပေါ့နော်ဒါမျိုးတွေကိုကိုက်လေ့ကျင့်ကျင်တယ်ဘလို့လုံးလို့ရလဲဆိုရင်ဒီ micro software ကနေပြီးတော့အလိုအလျောက် ထည့်သွင်းပေးထားတဲ့ဒီ print comment တွေကို သုံးပြီးတော့ subbyte တွေကိုခေါ်လို့ရတယ်เนาะအဲ့တော့အရင်ဆုံးပထမဆုံးဒီမှာ equal run run ဆိုတာက run time ပေါ့เนาะအဲ့တော့ run time ဆိုတာကဒီအင်္ဂလိပ် subbyte တွေကိုသူကဒီချပေးလိုက်เนาะဒီ function လေးကိုသုံးလိုက်တာ ਨੇ ချပေးမယ်အဲ့တော့ဒီအောက်မှာဆရာက equal run ကိုသုံးပြမယ် r a n d run print ပေါ့เนาะပြီးရင် subbyte တစ်ပိုက်လိုချင်တယ်အဲ့တော့1လို့ရိုက်ပြီးတော့ queen ပေးလိုက် ါဆိုရင် enter ခောက်လိုက်တာ ਨੇ ဒီမှာဆိုရင်အလိုလျောက် तू က server တစ်ပိုက်ချပြီเนาะအဲ့လိုပဲနောက်ထပ် equal r a n d run or အ2ပေါ့เนาะနောက်ထပ်နှစ်ပိုက်လိုချင်တယ်ဆိုရင် equal run or 2လို့ရလိုက်တာ ਨੇ server နှစ်ပိုက်အလိုလျောက် microsoft word ကနေပြီးတော့ထုတ်ပေးတယ်ပေါ့ဒါကเนาะဒီလိုမျိုးစာပိုင်လေးတွေပြီးပြီဆိုရင်စာကြောင်းအစိတ်အကျဲတွေเนาะစာပိုင်တွေကိုဘိုးတာတွေဒါတွေကို ိုက်ပြီးတော့လေ့ကျင့်လို့ရပြီပေါ့နော်ဒီ paragraph အုပ်စုထဲမှာရှိနေတဲ့ဟာတွေနော်နောက်တစ်ခါဖေးလောက်တာတွေဒါတွေကိုလေ့ကျင့်လိုက်ရုံပဲနော်ကိုကစာတွေကိုတစ်လုံးချင်းရိုက်နေကြရမလို့ဘူးအဲဒီကဒီချူးတွေအတုံးပြုတ်နေကိုလေ့ကျင့်ဖို့အတွက်ဆိုဒီလိုစာပိုင်းလေးတွေခေါ်တုံးလို့ရတယ်အဲ့တော့နောက်တစ်ခုကကျတော့ဒီမှာဒါကိုပြန် ဖြတ်လိုက်မယ်ပေါ့နော်အခုရိုက်ထားတာလေးပြန်ဖြတ်ပြမယ်ပြန်ဖြတ်ပြီးတော့မှ equal r a n d run off ပြီးရင်သူက နှစ်ခုထည့်လို့ရတယ်ဒါဆိုရင်ဒီမှာစာပိုင်းနှစ်ပိုက်လိုချင်တယ် okay စာပိုင်းတစ်ပိုက်မှာစာကြောင်း၅ကြောင်းတည်ထည့်ပြီးပါ2.5 equal run off 2.5ပြီးရင် under ခေါက်လိုက်အဲဒါဆိုရင်ဒီမှာစာပိုင်းနှစ်ပိုက်ချပေးတယ်စာပိုင်းတစ်ပိုက်စီမှာစာကြောင်း၅ကြောင်းတည်ပါဝင်တယ်အဲ့တော့ရှေ့ရနံပါတ်ဒီစာပိုင်းအရေးအတွက်ကိုကိုစားပြုတယ်နော်နောက်ကနံပါတ်ဒီစာကြောင်းအရေးအတွက်ကိုကိုစားပြုတယ်ဒီလိုမျိုးလေးကိုကနော်ထည့်လို့ရတယ်နော် ဥပမာအားဖြင့် equal r e n d run of 1စာပိုက်ကတော့တစ်ပိုက်ပဲဒါပေမဲ့စာကြောင်း10ကြောင်းလိုချင်တယ်1ခေါ်မှာ10လို့ရလိုက်အပြင် enter ခေါ်လိုက်အဲဆိုရင်ဒီမှာစာပိုက်တစ်ပိုက်ထဲမှာစာကြောင်း10ကြောင်းနဲ့ထည့်ပေးတာဖြစ်ပါတယ်ဒါကတော့ equal run function ရဲ့အလုပ်လုပ်ပြီးတဲ့ပုံစံဖြစ်ပါတယ်နောက်တစ်ခုက low run ပေါ့နော်အဲ့တော့ low run ကလည်း run လိုပါပဲစာပိုက်တွေချပြီးတယ်ပေါ့နော် equal L O R E M လို့ရအောင်နှစ်ပိုက်ဆိုရင်2လို့ရလိုက်မယ်။အဲဆိုရင်ဒီမဲ့သူကတော့ဒီလိုမျိုးလေး brand name ချပေးလိုက်တာပဲ။နော် Laura Span dollar 6 amount ဆိုတဲ့ဟာလေးနဲ့အောက်ကစပိုက်လေးနဲ့ဒီလိုမျိုးထည့်ပေး။နော်သူ့ကိုလည်းပဲဇာတ်လို့ကခေါ်သုံးလို့ရတယ်ပေါ့။နော် equal Lauren fashion ။ Okay နောက်တစ်ခုက equal run dot old fashion ပေါ့နော်။ R A N D run dot သူကကျတော့ survive ပုံစံတစ်မျိုးဆိုတော့ number 1လို့ရိုက်ထည့်လိုက်တာ ਨੇ ပြီးတော့ဒီ the chris brown fall jump ဆိုတဲ့ over the lazy dog ဆိုတဲ့ဒီကောင်လေးတွေကိုထုတ်ပြတာဖြစ်ပါတယ်เนาะအဲ့တော့သူလည်းအတူတူပဲဒါတော့ကเนาะနှစ်ပိုက်ဆိုရင်သူ့လို့ရိုက်ထည့်လိုက် equal r a n g run dot o l d o or ပြီးရင်အ3ပိုက်ပေါ့နောက်ပြီးရင်3 comma 3လို့ရိုက်ထည့်လိုက်โอเคသူလည်းအတူတူပဲเนาะဒါဆိုရင်ဒီမှာ survive 3ပိုက် နော်သုံးချောင်းစီသူကထုတ်ပေးတာဖြစ်ပါတယ်โอเคဒီလိုပုံစံမျိုးလေး ਨੇ အဲဆရာတို့ကဒါဆိုရင်ဒီ Microsoft Word ထဲမှာနော်အလိုလျောက်စာပိုက်တွေကိုကိုကခေါ်ထည့်ခြင်းတဲ့အခါမျိုးမှာနော်အဲ့တော့ဒီအုံးမီနူအောင်မှာရှိနေတဲ့ view တွေကိုလေ့ကျင့်ခြင်းနဲ့နောက်တစ်ခုကဒီ style တွေကိုလေ့ကျင့်ခြင်းနဲ့ပေါ့နော်ဒီလိုမျိုး paragraph style တွေလေ့ကျင့်ခြင်းနဲ့နောက်တစ်ခုကစာကြောင်းအစိတ်အကျဲတွေနောက်နောက်တစ်ခုကဒီ ညရာတွေနော်လက်ပတ်စင်တာဘက်နော်ပါရာဂရက်ပုံစံညရာတွေဒါတွေကိုဒီတူးတွေကိုလေ့ကျင့်ခြင်းတဲ့အခါမျိုးမှာဆိုရင်အခုလိုမျိုးစာပိုက်တွေကိုလွယ်လွယ်ခေါ်ပြီးတော့ထည့်ပြီးတော့မှဒါတူးတွေကိုလေ့ကျင့်လို့ရတာဖြစ်ပါတယ်။ Okay ဒါကတော့ Microsoft Word ထဲမှာအလိုလျောက်စာပိုက်တွေကိုခေါ်ထည့်လို့ရတဲ့ Bidding Command Function တွေဖြစ်ပါတယ်။နော်ဒါလေးတွေကိုတစ်ချက်လိုက်ပြီးတော့လေ့ကျင့်ကြည့်။နော်ဒါလေးတွေကလွန်စွာအသုံးဝင်တဲ့ Microsoft ကိုစတင်လေ့လာနေတဲ့သူတွေအပြစ်မနေသိထားရမယ့် function လေးတွေဖြစ်ပါတယ်။ Okay ဒါဆိုရင်ဒီသင်ခန်းစာလေးကိုဒီမှာပဲပြန်လာလိုက်ပါတယ်။